ဆီယမမဟောစီရေးထားတယ်။အဆုံးသက်ခြင်းနဲ့တစ္ဆာတင်ခြင်းဆိုတာဘဝမှာအမြဲတမ်းကြုံတွေ့နေရတဲ့လောကနေရာမှာဆိုတဲ့စသဖြင့်ပြချင်ပါလေ။ဘဝဆိုတာ ending လို့ခေါ်တဲ့အဆုံးတွေနဲ့ new beginning လို့ခေါ်တဲ့အစတွေပြည့်နေတဲ့ခေတ်တစ်ခုဖြစ်ပါလေ။အခုပြီးဆုံးသွားပြီမဲ့ဒါဟာတကယ်ပြီးဆုံးခြင်းမဟုတ်ဘဲအသေးတစ်ခုအစပြုလာခြင်းပဲဖြစ်ပါလေ။အချိန်ကာလတွေခုနှစ်သက်ရွေ့ရလေဒီတော်တိုင် ေးတနေ့ပြီးဆုံးသွားပေမဲ့နောက်နေ့တစ်ခုကိုအစာပြုမရောက်လာတာပဲဖြစ်ပါတယ်။နေ့အစာကနေနေ့အဆုံးဆုံးနဲ့ကာလအပိုင်းခြားတစ်ခုစီဟာကိုယ့်ရဲ့ personal group တစ်ခုရဲ့ total mood transformation ကိုပြောင်းခြင်းအတွက်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကိုအမှတ်အသားပြုထားတာဖြစ်ပါတယ်။ဆုံးသက်ခြင်းနဲ့အသက်စတင်ခြင်းဆိုတာကျမတို့ရဲ့ဘဝမှာအမြဲတမ်းကြုံတွေ့နေရတဲ့လောကနေရာမှာပဲဖြစ်ပါတယ် ခုရုပ်ကွဲပြစီသွားတယ်။အလုံးတစ်ခုကထွက်လိုက်ရတယ်။လူတစ်ယောက်ဒေဆုံးသွားတယ်။ဒီလိုမျိုးပြီးဆုံးမှုတွေကျမတို့ကြုံတွေ့ခဲ့ရပုံတို့စစ်သူနဲ့ဘဝအတိတ်တစ်ခုကိုတည်ထောင်တယ်။အလုံးတစ်ခုစားတင်တယ်။အိမ်အသစ်ကိုပြောင်းရွှေ့တယ်။ကလေးတယောက်မွေးဖွားလာတယ်ဆိုပြီးအတိတ်အတောစားတင်ခြင်းမျိုးနဲ့ကျမတို့ချက်တန်းခဲ့ရပုံတို့ဖြစ်ပါတယ်။တချို့အန်တီအဆုံးသက်တွေဟာ ကယ်ကိုပဲအဆုံးသတ်သွားတာမျိုးရှိတယ်လို့တချို့အဆုံးသတ်တွေကတော့ပူပြီးကောင်းမွန်စေတဲ့ပူပြီးကောင်းမွန်တဲ့အစာပီးကင်းတဲ့ကုတ်ကိုရောက်ရှိသွားဖို့အကြောင်းတရားတွေကိုရှင်းနေတပါတယ်။ဒါကြောင့်အဆုံးသတ်တစ်ခုကိုကျုံရတဲ့အခါတိုင်းမှာကြောင်းယူနေဖို့ဝမ်းနဲ့အာရုံနေဖို့လည်းပြုလုပ်ပါဖို့ဒီလိုပဲတချို့တော့အစာပြည့်ခြင်းတွေဟာလည်းအမြဲတမ်းပြုရှင်စရာကောင်းနေရမှာမဟုတ်ချင်ပါဘူး။ကလေးမှုပါတာမြို့ရအတဲ့ ရှိရတာအလုပ်အသစ်မှာလောက်ကန်ရတာစတဲ့အရာတွေမှာလည်းစိတ်ပင်ပန်မှုတွေစိတ်ဖြစ်စေမှုတွေအတိတ်မှုတွေမကျင်းတဲ့မှုတွေတစ်ခါတည်းမှာနောက်တာတွေနဲ့ပျော်ရွှင်ရတာလည်းဖြစ်နေတတ်ပါတယ်။ဒါဟာတဘာဝပါပဲ။ကျမတို့တည်ရမှာကအဆုံးသက်တွေကိုလက်ခံတဖို့လိုတယ်လို့အသည့်အစာပြုခြင်းတွေနဲ့ကောင်းမွန်စွာကျေးဇူးအသင့်မှန်ယူပြီးဖို့လိုအပ်တာဖြစ်ပါတယ်။နေအောင်ခေါ်ဆောင်ပြီးနေတဲ့ကိုရောက်တဲ့အချိန်မှာ ချိန်ကာလရဲ့အခုပြောင်းတဲ့အတူလူတွေရဲ့စိတ်တွေအားလည်းတစ်စုံတစ်ခုကိုပြောင်းလဲခြင်းနဲ့ဆိုရက်ဆန္ဒမျိုးလေးကိုကောင်းတဲ့ကို better self ကိုရဖို့ပြုပြင်နေတဲ့ဆန္ဒလေးကြီးစုနေတဲ့အချိန်ကာလမျိုးလေးဖြစ်ပါတယ်။ဒီလို energy မျိုးရှိနေတဲ့အချိန်မှာလူတိုင်းလုံးနိုင်တဲ့အရာလေးကိုပြပြပေးနိုင်ပါတယ်။ releasing the heart တရားအောင်နေလို့ချလိုက်ပါ။ကိုယ့်ရဲ့စိတ်ထဲမှာစုပ်ကင်ထားမိတဲ့အတိတ်ကမကျေနပ်မှုတွေ ချေယုံအားငယ်မှုတွေအားလုံးကိုခွင့်လွှတ်ပေးလိုက်ပါဒီလိုခွင့်လွှတ်ပေးလိုက်ခြင်းနဲ့မိမိရဲ့စိတ်အကြံမှုနဲ့လုံမြမှုကိုရှာဖွေပါ acknowledge your feelings ခံစားချက်တွေကိုအသိမဲ့ပြပါတကယ်လို့အဆုံးသက်တစ်ခုကကိုမျိုးမန်းထားတယ်လို့ပြင်မလာခဲ့ဘူးဆိုရင်ဖြစ်ပေါ်လာတဲ့အခြေအနေမျိုးတွေစိတ်ခံစားမှုတွေကိုကြည့်ဝါခံစားပြီးအသိမဲ့ပြပါဝမ်းနေမှုအားငယ်မှုရှေ့ယုံမှုစတဲ့ခံစားချက်တွေအကုန်လုံး ဝပြနေခြင်းဥပန်းခြင်းမရှိပဲလွတ်လပ်စွာခံစားဝင်ပြလိုက်ပါ you press on lessons learn တင်ယူခဲ့ရတဲ့သင်ခန်းစာတွေကိုပြန်လည်တုံ့တက်ပါအဆုံးသက်တစ်ခုရဲ့အတွေ့အကြုံတွေအားဖြင့်သင်ခန်းစာရရှိလာမှုဖြစ်ပါတယ်ရလာတဲ့သင်ခန်းစာတွေထူးထူးသိမြင်မှုတွေပြန်လည်တုံ့တက်ဖို့အချိန်ယူပါ ဆုံးသက်တာရဘဝရဲ့နောက်ထပ်အခန်းကဏ္ဍအသစ်တစ်ခုကိုဦးလှုပ်ပေးနိုင်ပြီးနောက်ထပ်ဘုဒ္ဓံဉာဏ်ပညာအလင်းတွေကိုအမှန်ရင်းဆောင်လာပြီးမှဖြစ်ပါတယ်။ Celebrate the accomplishments ။အောင်မြင်ခဲ့တာတွေကိုမပြောပါဘူး။မြင်ရပင်သိရနေပါစေ။ကိုကြုံခဲ့တဲ့ကာလအပိုင်းကြာတစ်ခုရဲ့အဆုံးသက်မှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေမှတ်တိုင်နေလို့ပြုပါလုံဆောင်ခဲ့တဲ့တိုးတက်မှုတွေခန္ဓာရဲ့ဆွမ်းဟကိုအသိမှတ်ပြုပါအသည့်တခုစတင်ခြင်းကိုပို့ဆောင်ပေးခဲ့တဲ့ခီလာကိုကျေးဇူးတင်ပါ set reflection လုပ်ပါ release attachment ဆွေလန်တွေ့တာမှုတွေကိုဆွံ့လွတ်လိုက်ပါအတိတ်ကတွေ့တာမှုတွေကိုဆွံ့လွတ်ပြီးစုပ်ပါခိုင်တမ်းမှုဖွင့်ထားတဲ့နှလုံးသားနဲ့စုပ်ပိုင်းဖွင့်ပို့လိုက်ပါတချို့အရာတွေကတကယ်ကိုပြဆုံးသွားခဲ့ပါ ပြန်မတွေ့နိုင်တော့တဲ့လူပြန်အသုံးမပြုနိုင်တော့တဲ့ပစ္စည်းတစ်ခုကိုဆက်ကင်ထားခြင်းဟာအခုနဲ့အတိတ်အတွေ့အကြုံအတိတ်ဆက်ဆက်ရင်အတိတ်လူအတိတ်ကိုအပြင်းဝလက်ခံနိုင်မှာအခြေအနေအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ် Success Intentions for the Future အနာဂတ်အတွက်ရည်ရွယ်ချက်များချမှတ်ပါ New Beginning တခုစတင်တဲ့အခါကိုယ့်ရဲ့ရည်ရွယ်ချက်တွေကိုညှောမှန်းချက်ပြီးရှင်းရှင်းလင်းလင်းတွေ့တော့ပါခုတိုင်းပြန်တည်လို့လည်းဘဝကိုစိတ်ကူးပုံပေါ်တည်ဆောက်ပါကိုယ့်ရဲ့တန်ဖိုးတွေအစားပေးမှုတွေနဲ့ကိုက်ညီတဲ့လူပုဂ္ဂိုလ်တွေအားလုံးတို့ relationship တွေကိုရှာဖွေပါ Embrace အပြောင်းလဲကိုလက်ခံပါအပြောင်းလဲ change နဲ့အသွင်ကူးပြောင်းခြင်း transformation ဆိုတာဟာ ဘဝရဲ့အရှောင်းမင်းမရတဲ့အစိတ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဘဝမှာဖြစ်နိုင်ခြင်းအသစ်တွေ၊ပရိုတမန်တွေ၊လမ်းတွေအတွက်တကားဖွင့်ပေးထားလိုက်ပါ။အပြောင်းအလဲကိုတွန်းလှန်နေတဲ့အစားစူးစမ်းလေ့လာပါ။အပြောင်းအလဲနဲ့လမ်းရင်းတွေတွေ့ရှိမယ့်အတွေ့အခေါ်ကိုမွေးမြူပါ။တက်တိရှိပြီးအကောင်းမြင်စေနဲ့လက်ခံလိုက်ပါ။ Cultivate Resilience ရှိအောင်ပြုစုပြောင်းထောင်းပါအသည့်တစ်ခုရဲ့အစာမှာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းကင်မှု ့ခြင်းနဲ့အကောင်းအဆုံးလော့ကဒိုင်းကိုခံနိုင်စေအောင်ပြုစုပြုထောင်ရမှာဖြစ်ပါတယ်။မိမိကိုယ်ကိုပြုဆိုင်ခြင်း self care practice တွေလုပ်ခြင်းမှာဆရာသူတွေစီကပံ့ပိုးကူညီပေးရလိုက်ပါမယ်။စိတ်တည်းစမ်းမကြက်ခိုင်မှုဖြည့်တင်ပေးပြီးဘဝရဲ့စိန်ခေါ်မှု life challenges များကိုဆက်လက်ရင်ဆိုင်မှုအတွက်ခံနိုင်ရည်စွမ်းအားကောင်းနေဖို့လိုပါတယ်။ practice patience and trust စိတ်ရှိပါယုံကြည်မှုထားပါ ဖြစ်ပေါ်ပြောင်းလဲလာဖို့အချိန်တစ်ခုအမြင်ယူရပါတယ်။အစ်တတခုစားတင်ခြင်းမှာလူချင်းလာပြီးချက်ချင်းရောက်လာဖို့တော့ဘာမှကြည့်မဲ့စိတ်ရှိဖို့လိုပါတယ်။ Celebrate fresh start လက်ဆက်တော်စားတင်မှုများကိုကုန်လို့ပါ။အတိအတိတော်စားပြုခြင်းများကိုကျေးဇူးတင်ခြင်းပျော်ရွှင်ခြင်းဒီကြဲကြဲကြည်စင်မြတာတရားတို့နဲ့စတင်ပါအထည်ရောက်ရှိလာခြင်းကိုအုံပြုပါပြနိုင်ခြင်းကိုအကောင်းဆုံးအနေနဲ့ညှော်နေထားလိုက်ပါဘာကုမအလို့ကြီးလှုပ်ဆရာမလို့ပါဘူး မိသက်တိုင်းကိုချီချီလန်းတဲ့တခုလန်းခြင်းနဲ့စတင်လိုက်ပါမြေဆုပ်ပန်တိုင်းအကောင်းဆုံးနေခြင်းဟာအနာဂတ်အတွက်ကျူးရင်ပူပန်စရာမရှိဘူးလို့ယုံကြည်လက်ခံလိုက်ပါ Green One ကတိမိသက်အတွက်ဥဒ္ဒတခုမဖြစ်ဖြစ်အောင်ပြုပါမိသက်ဘာသာတရားကိုကိုယ်ပိုင်ပါစေမိမိတို့ဘာသာတရားနဲ့သက်ဆိုင်တဲ့ပုံစံကောင်းမှုတွေနဲ့တတ်နိုင်တဲ့ပုံစံတခုကိုလုပ်ပြအောင်လုပ်ပါဒီကဲနာဒီကဲနာချင်းမှုရအောင်ဆုံးလို့ရပါတယ်ဆုံးသက်ခြင်းတွေနဲ့အစားပြုခြင်းတွေရပါ မတို့ရဲ့ဘဝကိုရောင်းနေလိမ့်ရရှိစွာပုံပေါ်ပြီးတဲ့ဝိုင်းတိုင်းတွေပဲဖြစ်ကြပါတယ်။နေဟောင်းကုဆုံးတဲ့အချိန်မှာတိတ်ကိုကုန်ပြင်းခြင်းနေဟောင်းမှာနှစ်တစ်ကိုကုန်ပြောင်းနေတဲ့အချိန်မှာပြစ်စုံကံကိုအာရုံထားခြင်းနှစ်တစ်ရဲ့အနာဂတ်ကိုကြိုးဆိုခြင်းနဲ့အတူနောက်ထပ်နောက်တဲ့အခန်းကဏ္ဍတစ်ခုအတွက်ခေါင်းအသစ်တွေရရှိနိုင်ကြစေဖို့ဆုတောင်းမေတ္တာပို့သလိုက်ရပါမယ်။